မင်္ဂလာပါရှင် ရှဲဂိုမီဒီယာကအကျိုးဆိုပါတယ်လွန်လင်းမျိုးအမတ်နဲ့အခြေခံပညာထက်တန်းကြောင့်တွင်ချောင်းကောင်စီအဖွဲ့ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနဲ့ဂတိသစာခံယူခြင်းအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်းမြို့အမတ်နယ်အခြေခံပညာထက်တန်းကျောင်းဤ2025-2026ပညာသင်နှင့်ကျောင်းခေါင်စီဖွဲ့အားဖွဲ့စည်းတောင်းဝင်ပေးအပ်ခြင်းနှင့်ဂတိသစာခံယူခြင်းအခမ်းအနားကိုယနေ့နှစ်နှစ်ပိုင်းကအဆိုပါကျောင်းတွင်ကျင်းပခဲ့ပါသည်။ ရှေးဦးစွာအခမ်းအနားကိုတက်ရောက်လာကြသောဆရာဆရာမများចောင်းသားចောင်းသူများကចောင်းကောင်းစီတခြင်းကိုတမ်းမြိုင်တီဆို၍ဖွင့်လှစ်ပြီးចောင်းဦးဆရာမကြီးတော်ဖြူဖြူအေးမဆုံးမဩဝါဒစကားနဲ့ចောင်းကောင်းစီဖွဲ့စည်းတောင်းဝင်ပေးအပ်ခြင်းအကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်၍ကျောင်းကောင်စီအမှုဆောင်အဖွဲ့၏အမည်စင်းရဲများကြေညာ၍ကျောင်းအုပ်ကြီးကတာဝန်ပေးအထိမ်းမှန်အလံများပေးရခဲ့ပြီးကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့်တကြောင်လုံးကတိသစာခံယူခဲ့ကြပါသည်ရင်အောင်နိုင်ငံတော်တချင်အားစုပေါင်းတမ်းပြိုင်တည်ဆို၍ကျောင်းကုန်စီအဖွဲ့များအားလဲလဲပြတာကအခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရှိရပါရဲ့ရှင်။